ိုက်ခန်းထဲမှာတယောက်တည်းနေနေတဲ့အချိန်ရုတ်တရက်ကွယ်လွန်သွားခဲ့ရတဲ့ရီပွေဖြူမိခင်တယောက်ဆောင်ဒေါခင်ဆဝင်းရီရီပွေဖြူမိခင်ဒေါခင်ဆဝင်းကတော့ပြိသက်တဲ့ရှင်ဤကချစ်ခင်အားပေးကြရတဲ့ဇက်ဖို့တယောက်ဆောင်တွေကတယောက်ဖြစ်ပါရင်အခုနောက်ပိုင်းမှာရုပ်ရှင်စကားကြီးတွေမှာလည်းပါဝင်တယောက်ဆောင်ဒါမျိုးမရှိသလိုလူပညာလှူရှားမှုလည်းမလုပ်ကြတာကြပါပြီအရှင်တို့ကတော့စကားတွေတောက်လျှောက်ရိုက်ခါတယောက်ဆောင်ကောင်းတဲ့ဇက်ဖို့တယောက်ဆောင်ဖြစ်အများရဲ့အသိမဲ့ပြုခြင်းခံထားရသူပါ ဒုခင်ဆန်းဝင်းရဲ့ရှိန်ဝါနဲ့ပဲရည်ရည်ပွေဖြူဟာအမှုပညာလောကရဲ့ကိုဝင်ရောက်ခဲ့တာပါရည်ရည်ပွေဖြူဟာမောင်နဲ့လက်ထပ်ပြီးတဲ့ချိန်မှာတော့မိခင်ဖြစ်သူကလည်းအမှုပညာလုံးမလုံးဖြစ်တော့ပါဘူးတမိနှစ်ယောက်ရှိတာဖြစ်ကအကြီးတယောက်ကလည်းနိုင်ငံသားမှလုံလုံနေတယ်လို့ရည်ရည်ပွေဖြူကလည်းအိမ်ထောင်ထဲဖြစ်တာမို့သူမတယောက်တည်းသာနေထိုင်တာပါဟိုရှိန်ကလေးကနေထိုင်ခဲ့တဲ့တိုက်ခိုင်းမှသာဒုခင်ဆန်းဝင်းကတယောက်တည်းနေထိုင်တာဖြစ်ပါတယ်တခါတလေကြာရင်တော့အမေဖြစ်သူကဖွားနေတူတူ အဖော်လာလုပ်ပေးတာမျိုးရှိပါတယ်ဒေါခင်ဆန်းဝင်းဟာအသက်64နှစ်ရွယ်ရှိနေပြီဖြစ်ကမထင်မဲ့ဖဲနေကိုတိုက်ခန်းထဲမှာရုတ်တရက်ကွက်လောသွားခဲ့ရတာပါအခုနောက်ပိုင်းမှာဘယ်ယာမှမတည်မြဲတော့သလိုမနေ့ပြန်ဆိုရလဲမသေးကြတော့ပါဘူးဒေါခင်ဆန်းဝင်းကလည်းရုတ်တရက်ဆိုသလိုကွက်လောကရရှိပွေဖြူတော့ကနှုတ်ဆက်ထက်ခွာသွားခဲ့ပါပြီတိုက်ခန်းထဲမှာရုတ်တရက်ကွက်လောနေဆိုတာကြောင့်အသက်ဖြောက်ခံရတာလားလို့ထင်ရတာမျိုးလည်းရှိပါတယ်တကယ်တမ်းမှာတော့ဒေါခင်ဆန်းဝင်းကသွေးတိုးယောဂါနဲ့ကွက်လောသွားခဲ့တာဖြစ်ပါတယ်စပေါ်တရုတ်ဆောင်ဒေါခင်ဆန်းဝင်းကသွေးတိုးယောဂါအခမ်းရှိသူပါအခြားနာ ာတာရှိယောဂါတွေတော့တခုမှမရှိပါဘူး။အဲ့ရတဲ့လဲကယောဂါအကြီးကျယ်ဖြစ်တာမျိုးလည်းမရှိပါဘူး။မလာ24ရက်နေ့မနေ့စင်နာရီမှသာသွေးတိုးကစောက်တက်သွားတာကြောင့်အသက်ပါပါသွားခဲ့တာပါ။သွေးတိုးယောဂါရှိသူတွေအတွက်အကြောက်ရဆုံးသွေးဆောက်တိုးခြင်းဆိုတဲ့အခြေအနေနဲ့ပဲဒေါက်ခင်ဆန်းဝင်းကလည်းကွင်လွန်သွားခဲ့ရတာဖြစ်ပါတယ်။ ဒေါခင်ဆန်းဝင်းကအသက်64နှစ်သာရှိသေးတာမဟုတ်အရွယ်အားဖြင့်ဆိုလေဆိုပါသေးတယ်။ကျန်ရင်ခဲ့ကြတဲ့မြေတွေနဲ့တာသမီတွေမှာလည်းအယုတ်ကျိုးပြက်ဆိုသလိုဝမ်းနဲ့ပူဆွေးကြရတာပါ။ရည်ပွေးဖြူအောင်ပြောနေတတ်သလိုမိခင်ဖြစ်သူဒေါခင်ဆန်းဝင်းကလည်းပျက်ပျော့သွားနေတတ်တာပါ။အမြဲတမ်းပျော်ရွှင်နေတတ်ကဘဝကိုလည်းလွတ်လပ်စွာသာဖျက်သန်းနေရတာပါ။ရည်ရည်ပွေးဖြူတော့ကဖခင်လည်းမရှိတာမဟုတ်မိခင်တယောက်တည်းတမီးနှစ်ယောက်ကိုရုံးကန်ပြုစုခဲ့တယ်လို့အခုချိန်မှလည်းလိုးလက်လက်နေထိုင်နေတာပါ။ဒါပြင်ဒေါခင်ဆန်းဝင်းကအသက်64နှစ်ဆိုပေမဲ့ပေါ့ပပသားနေ တတ်ပါရည်အင်ကြီးဆိုလေလူကြီးတွေလိုထမိန်ကြီးရဲ့ဝတ်ဆင်နာမျိုးမဟုတ်ပင်ကျမမီဘွားတိရှက်နဲ့ခစ်ဆန်တဲ့အန်ဂျီတယောက်လိုသာနေထိုင်တာပါရေပွေးဖြူပါမိခင်ဖြစ်သူနဲ့အမြဲလိုလိုမတွေ့ဖြစ်ပေမဲ့တခါတလေမှာတော့မိခင်ဖြစ်သူကိုခေါ်ကအပြင်မှာစားတောက်ကြတာမျိုးရှိပါရည်ဒါပြင်သူမရဲ့ညညာလုပ်ငန်းတွေအတွက်မိခင်ဖြစ်သူဟာ တရုတ်ဆောင်ရမယ့်ရင်မျိုးဆိုရင်စင်ဖြိုးနဲ့ရီဝိဖြူတို့ရဲ့ဗီဒီယိုထဲမှာမိခင်ဖြစ်သူကပါလာတတ်တာပါကျကျမမနဲ့သာရှိနေတဲ့အတွက်အခုလိုရုပ်တရက်ကွက်လို့သွားမယ်လို့ဘယ်သူကမှမထင်ထားခဲ့ပါဘူးဒါပေမဲ့လည်းမနေ့ပြန်ဆိုတာမသေးကြတာမလို့ရုပ်တရက်ဖြစ်လာတာကိုအားလုံးကလက်ခံလိုက်ရပါပြီတိုက်ခန်းထဲမှာတယောက်တည်းနေနေတဲ့အချိန်မှာရုပ်တရက်ကွက်လွန်သွားရတဲ့ရီဝိဖြူမိခင်ဒေါခင်ဆဲဝင်းပေါ်ပြိသက်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်အစောတိကြည့်ရှုအပ်ပေးခဲ့ကြတဲ့တယောက်ချစ်စီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီလေးနုပညာရှင်ရဲ့ဒိနေတူ ပြန်လာခဲ့ပါအောင်မရှင်ဒီနေ့တော့လောင်းနေပဲနှုတ်ဆက်ခဲ့ကြပါရင်အပိနာဆင်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်